ဒနာနုပတနာဝေဒနာဆိုတာစိတ်ထဲမှာစိတ်အားလုံးမှာမိပြီးတော့ဖြစ်တတ်တဲ့သဘာဝတရားသို့တော့ဝေဒနာကိုယောဂနဲ့တွဲပြီးတော့သုံးနေကြသဖြင့်ဝေဒနာလို့ဆိုလို့ရှိရင်ယောဂလို့အောင်းမိတတ်ကြတယ်အဲ့ဒါမဟုတ်ဘူးဆိုတာကိုသတိထားဖို့ပါစိတ်ရှိလို့ရှိရင်ဝေဒနာရှိဝေဒနာဆိုတာယောဂကို ပြောတာမဟုတ်ဘူးစိတ်ကလေးဟာအာယုန်နဲ့တွဲလို့ရှိရင် အတွေ့အကြုံကလေးတစ်ခုရသွားဝေဒနာဆိုဒီမှာ အာယုံဤအရသာကိုခံစားတယ်ဒီလိုအဓိပ္ပာယ်ရှိတယ်အာယုံဤအရသာကိုခံစားခြင်းယောဂဝေဒနာမဟုတ်ဘူးလို့မှတ်တာနော်အာယုံဤအရသာကိုခံစားတယ်လို့ဆိုတဲ့နေရာမှာအကောင်းရောအဆိုးရောအကောင်းအဆိုးမဟုတ်တာရော စိတ်ရဲ့ခံစားချက်ကလေးတွေစိတ်ရဲ့ခံစားချက်ကလေးတွေစိတ်ရှိလို့ရှိရင် စိတ်မှာဝေဒနာ ဆိုတဲ့သဘာဝလေးရှိတယ်။ထင်ရှားအောင်ပြောရမယ်ဆိုလို့ရှိရင်စိတ်ဟာအာယုံနဲ့တွေ့လို့ရှိရင်အဲ့ဒီအာယုံရဲ့သဘာဝလေးကိုသိရှိပြီးတော့မသွားဘူးလား။အာယုံရဲ့သဘာဝလေးကိုစိတ်ကသိသိသွားတာ။အဲ့ဒါကိုပဲအာယုံရဲ့ရတာကိုခံစားတယ်လို့ကောင်းတဲ့အနေနဲ့သိတယ်လို့ဆိုတဲ့အနေနဲ့လည်းသိစိတ်ထဲမှာဆိုပါစို့ကိုယ်စိတ်ထဲကနှစ်သက်စရာအာယုံလေးကိုမြင်လို့စိတ်ထဲမှာပျော်ရွှင်တဲ့ အနေထားလေးဖြစ်လာလို့ရှိရင်ဒါသောမနတဝေဒနာဝမ်းသာမှုအတွေ့အကြုံလေးတစ်ခုပဲ။နောက်အာယုန်တစ်ခုတွေ့တိုင်းအလားတူအာယုန်တစ်ခုတည်းတွေ့တိုင်းစိတ်ထဲမှာကျဉ်တတ်မှုလေးကျဉ်တတ်မှုကလေးတွေပေါ်လာတာ။စိတ်လေးဟာအတွေ့အကြုံရသွား။အာယုန်နဲ့အတွေ့အကြုံရ။အတွေ့အကြုံဆိုတာအကောင်းလည်းရှိဆိုးလည်းရှိ။အဲ့ဒီတွေ့အကြုံလေးကိုမှတ်သားပေးတာကတော့တင်ညာကမှတ်သားပေးတာ။တင်ညာကမှတ်သားထားတဲ့အတိုင်းဝေဒနာကဖြစ်လာလို့ရှိရင် ပျော်ရွှင်စရာအတွေ့အကြုံလေးဆိုရင်နောက်ဓာမျိုးတွေ့တိုင်းပျော်ရွှင်တဲ့စိတ်ကလေးခံစားမှုလေးပေါ်ပေါ်လာတယ်။စိတ်ညစ်စရာကြောက်စရာလန့်စရာအာယုံမျိုးဆိုလို့ရှိရင်လည်းပဲတခါကြုံပြီးရင်နောက်ဓာမျိုးဆိုရင်ကြောက်စရာလန့်စရာစိတ်ညစ်စရာဆိုတဲ့ခံစားမှုလေးပေါ်လာတယ်။တမန်အားဖြင့်ယမန်ယံခါအာယုံကထူးခြားမှုမရှိသည့်အတွက်စိတ်ကလေးဟာပျော်ရွှင်ဝမ်းသာမှုလည်းမဟုတ်ဘူးစိတ်ညစ်ဝမ်းနည်းမှုလည်းမဟုတ်ပဲနဲ့ ျော်ရွှင်ဝမ်းသာမှုလည်းမထင်ရှားဘူးစိတ်ညစ်ဝမ်းနည်းမှုလည်းမထင်ရှားတဲ့ခံစားမှုလေးတွေလည်းဖြစ်တတ်တယ်အဲ့ဒီခံစားမှုလေးကတော့တိဖို့ခက်ခဲတဲ့ခံစားမှုလေးပေါ့အေးအာယုံမှာအတွေ့အကြုံလေးတွေရသွားတာပျော်ရွှင်မှုဆိုတဲ့အတွေ့အကြုံလေးကလည်းအတွေ့အကြုံတစ်ခုပဲဝမ်းနည်းမှုမကျေနပ်မှုဆိုတဲ့အတွေ့အကြုံလေးကလည်းအတွေ့အကြုံတစ်ခုပဲပျော်ရွှင်စရာလည်းမဟုတ်ဘူးဝမ်းနည်းစရာလည်းမဟုတ်ဘူးပျော်ရွှင်မှုဝမ်းနည်းမှုတို့ရဲ့စัจ जा မတင်မရှားဖြစ်နေတဲ့တွေ့ကြုံမှုလေးရတယ်ရှိတယ်လို့အဲ့ဒါကိုစာလို့ပြောလို့ရှိရင်ပြောစရင်စရာစိတ်မှာခြေနှက်စရာကောင်းတဲ့တွေ့ကြုံခံစားမှုလေးကိုတော့ဒုက္ခဝေဒနာလို့ခေါ်တယ်ဒုက္ခစိတ်ထဲမှာခြေနှက်စရာအဲ့ဒါရဲ့ဆန်းကျင်ဘက်ပြောစရင်စရာမဟုတ်ဘူးခြေနှက်စရာမဟုတ်ဘူးစိတ်ထဲမှာခံပြင်းတဲ့အနေထားမျိုးလေးမခြေနှက်တဲ့အနေထားမျိုးလေးနဲ့ခံစားရတာမျိုးကြတော့ဒုက္ခဝေဒနာဆန်းကျင်မှုလေးပေါ့အေး ချမ်းသာမှုလည်းမဟုတ်ဘူးဆင်းရဲလည်းမဟုတ်ဘူးစัจ जा မထင်ရှားတဲ့ခံစားမှုလေးကိုတော့အဒုက္ခမတုခဝေဒနာတဲ့တနည်းအားဖြင့်ဥပိ္ခာဝေဒနာလို့ခေါ်တယ်အဒုက္ခမတုခဆိုတာဒုက္ခလည်းမဟုတ်ဘူးဒုက္ခလည်းမဟုတ်ဘူးပျော်ရွှင်ချမ်းနေစရာလည်းမဟုတ်ဘူးစိတ်ညစ်ညူးပြီးမကြိမ်နှက်စရာလည်းမဟုတ်ဘူးဘာမှမထင်ရှားတဲ့ခံစားမှုအဲ့တော့ဝေဒနာဝေဒနာနုပဒနာ ဝေဒနာကိုအဖန်ဖန်ထပ်ထပ်ရှုမှတ်တော့မယ်ဆိုလို့ရှိရင်စိတ်ရဲ့ခံစားချက်ကလေးတွေကိုရှုမှတ်ထားပြောတာပဲအာယုန်နဲ့တွေးလာလို့ရှိရင်စိတ်ရဲ့ခံစားချက်လေးတွေလူတွေမှာထင်ရှားလာတတ်စိတ်ဖြစ်လို့ရှိရင်ခံစားမှုလေးတွေကထင်ထင်ရှားရှားကြီးဖြစ်တယ်ဒါကြောင့်မို့လူတွေပြောတယ်အေးဝမ်းသာလိုက်တာကွာအေးဝမ်းနဲ့စရာကောင်းလိုက်တာကွာဟောပြောကြတယ်နိဝမ်းသာလိုက်တာလို့ပြောတာလဲဝေဒနာကိုပြောတာပဲဝမ်းနဲ့စရာကောင်းလိုက်တာလို့ပြောရင်လဲဝေဒနာကိုပြောတာ ဝမ်းသာစရာလည်းမကောင်းဘူးဝမ်းနေစရာလည်းမကောင်းဘူးဆိုတာကြတော့သိပြီလူတွေမပြောကြဘူးပေါ့ဘာမလို့ဆိုထင်မှမထင်ရှားတာဟုတ်သို့တော့မှတ်ထားဖို့ရကစိတ်ရှိရင်ဝေဒနာရှိတယ်ဆိုတာလေးကိုတော့မှတ်ထားဖို့ကမ္မထာရိပ်သာတွေမှာတစ်ခါတစ်ခါတုံးတဲ့စကားလေးတစ်ခုရှိတယ်ဝေဒနာကုံအောင်မှတ်ဝေဒနာကုံဝေဒနာကြော်ရမယ်ဆိုအဲ့ဒါယေရှုပြီပြောတာဒုက္ခဝေဒနာတစ်ခုတည်းကိုပြောနေတာเนาะ ဝေဒနာဆိုတာကြောအောင်မှတ်လို့ရပါမလားမရပါဘူးမရဘူးเนาะဝေဒနာဆိုတော့၃မျိုးရှိတယ်စိတ်တွေကုံသားမှဝေဒနာကုံမှာပဲစိတ်ရှိနေတယ်များဝေဒနာရှိမှာပဲဘာဖြစ်လို့လဲဆိုဝေဒနာဆိုစိတ်ရဲ့ခံစားချက်တွေပြောတာစိတ်ရှိတယ်များဝေဒနာရှိတာကြည့်ပဲနောက်ဆုံးမှာဘလောက်တိမ်မွေးတဲ့စိတ်ပဲဖြစ်ဖြစ်မက်စိတ်ကလေးတရင်ကတခဏလေးရင်ဖြစ်တဲ့မက်စိတ်လေးမှလည်းဝေဒနာရှိတာဖိုးစိတ်မှလည်းဝေဒနာရှိတာနိဗ္ဗာန်ကိုအာရုံပြုတဲ့စိတ်တွေမှလည်းဝေဒနာရှိတာပဲ အဲ့တော့အတွေ့အကြုံနိဗ္ဗာန်ကိုတွေ့ကြုံတာနိဗ္ဗာန်ကိုချမ်းသာဒုက္ခခြေနှက်ဆရာအနေနဲ့တွေ့ကြုံတယ်ဒုက္ခဝေဒနာဖြစ်တာပေါ့ဟောအဲ့ဒါလို့စိတ်ရဲ့အတွေ့အကြုံကလေးတွေလို့ဒီလိုပြောလို့ရှိရင်ဒါဝေဒနာရဲ့သဘောဟာလက်တွေ့အပြင်ပို့ပြီးတော့သိတာတယ်ပေါ့အေးအင်္ဂလိပ်လို feeling လို့ပြန်တဲ့ဟာကြတော့တခါတရံကြတော့ခန္ဓာကိုယ်မှာဖြစ်ပေါ်တာတွေနဲ့သွားပြီးတော့ရောထွေးမှုတွေရှိတယ်ဒါကြောင့်မို့လို့ ပြည့်ပြည့်စုံစုံပြန်တော့ mental feeling ဆိုလို့ရှိရင်တော့နည်းနည်းတော့ပေါ့စိတ်ရဲ့ခံစားမှုလေးအကောင်းဆုံးကတော့ mental experience experience စာပေတွေမှာဘယ်လိုသုံးလို့ဆိုလို့ရှိရင်အယုံဆိုတာဝေဒနာဆိုစကလုံးရဲ့အတိတ်ပဲကိုဝေဒိတလက္ခဏာအယုံလေးပေါ်မှာခံစားတယ်ဆိုတာကောင်းရင်ကောင်းတယ်မကောင်းရင် မကောင်းဘူးဆိုတဲ့အတွေ့အကြုံလေးတွေကိုပြောတာပဲအဲ့ဒီအတွေ့အကြုံဆိုတာကိုယ်တိုင်ဖြစ်တဲ့အခါမှာသိအောင်ကိုယ်တိုင်ဖြစ်တဲ့အခါမှာ ဖြစ်လာတဲ့အခါမှာစိတ်ကလေးမှာတွေ့ချုံလေးတွေဆိုတာရှိရှိလို့မှတ်တာဥပမာငြိုသည်မြင်စက်တယ်ဆိုတာနောက်တစ်ခါမှတ်မှတ်မိမနေဘူးလားမှတ်မိဘူးပါဘုရားအေးငြိုသည်စက်တယ်ဆိုတာကိုတင်ညာကမှတ်ထားသည့်အတွက်ကြောင့်ငြိုသည်မြင်လိုက်တာနဲ့အဲ့ဒီ feeling ကလေးပေါ်လာစက်တယ်ဆိုတဲ့ feeling လေးပေါ်လာဟုတ်ကလားမှန်ပါပါအဲ့ဒီသဘောလေးပေါ်လာဥပမာမဲ့ကြောက်စရာအာယုန်တစ်ခုကိုတစ်ခါမြင်ထားလို့ကြောက်စရာလို့တွေ့ထားစိတ်ကတင်ညာကလည်းမှတ်လိုက်တယ် ဝေဒနာလည်းတွေးကြုံရှိနောက်တစ်ခါဒါမျိုးမြင်တဲ့အခါကျောက်ဆရာဆိုတဲ့ဟာစိတ်ရဲ့ feeling ဟာပေါ်လာပြန်တာပဲမှန်ပါဗျာအဲ့တော့စိတ်ရဲ့ feeling စိတ်ရဲ့ experience တွေကိုဒါဝေဒနာလို့သူတို့ပြောလို့ရအစေတသိက်တွေဆိုတာ function တစ်ခုဖြစ်သည့်အတွက်ကြောင့် function ဆိုတာဆောင်ရွက်တဲ့ကိစ္စကိစ္စချင်းမတူသည့်အတွက်ကြောင့်ဆရာဆရာကိုယ်ပိုင်ကိစ္စလေးတွေရှိတယ်မို့တစ်ခုလို့ယူဆတယ်တစ်ခုလို့ရည်တွဲရတာ တကယ်တော့ပြောမယ်ဆိုလို့ရှိရင်စေတသိက်တွေဟာစိတ်ရဲ့လှုပ်ရှားမှုတွေလို့ဒီလိုပြောမယ်ဆိုပြောလို့ရစိတ်ရဲ့လှုပ်ဆောင်ချက်တွေလို့ဒီလိုပြောဒါဘုရားခါရကံကျတော့စိတ်ပဲပြောလိုက်တာပဲစေတသိက်ရဲ့လို့ခွဲပြီးပြောမနေတော့အဲ့တော့စိတ်ကလေးတစ်ခုမှာဆောင်ရွက်မှုကိစ္စတွေဟာအတိုင်းအတာအလိုက်အထိစိတ်ရဲ့ဆောင်ရွက်မှုတွေသို့မဟုတ်စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အရာတွေဟာ52မျိုးဆိုပြီးတော့စေတသိက်52မျိုးအဲ့ဒီစေတသိက်52မျိုးထဲမှာ ဒီဝေဒနာဆိုတာလေးကိုတိတိတန်တန်ထုတ်ပြီးတော့ကမ္မထံရှုဖို့ဆိုပြီးမြတ်စွာဘုရားကဝိပဿနာရဲ့အာယုံအနေနဲ့ဒီမှာဟောတာတရားမင်းကြီးကိုတက္ကပိညာတုတ်မှာဟောထားတာလေဝေဒနာကမ္မထံဆိုပြီးတော့ဟောတယ်ဒီဝေဒနာပဲအဲ့ဒီဝေဒနာနဲ့ပတ်သက်လာလို့ရှိရင်နောက်ထပ်မှတ်သားလေးလာစရာတွေများများစွာရှိတယ်မဟာသရိပဌာနာတုတ်လေးလာတဲ့အပြင်ဝေဒနာကမ္မထံနဲ့ပတ်သက်ပြီးတော့မှတ်သားစရာဆိုရင်ဝေဒနာတန်ရုပ်တို့ရှိတယ် ။အော်ဝေဒနာနဲ့ပတ်သက်ပြီးဟောထားတဲ့ဟာလေ။မြတ်စွာဘုရားရဲ့တရားတော်တွေဟာတခါတရံကြတော့ဟိုစုံစုံလင်းလင်းတထိုင်နေပြောဖို့ဆိုတာခိုင်းတယ်။အေးတရားမင်းကြီးဟာဝေဒနာကမ္မထံဝေဒနာကမ္မထံဝေဒနာနုပတနာလို့လည်းခေါ်တယ်။အဲ့ဒီစိတ်ရဲ့ခံစားမှုလေးတွေပြောရှင်နာလည်းစိတ်ရဲ့ခံစားမှုပဲညစ်တာလည်းစိတ်ညစ်တာလည်းစိတ်ရဲ့ခံစားမှုပဲဝမ်းနေတာလည်းစိတ်ရဲ့ခံခံစားမှုပဲ ်ပျော်ရှင်တာလည်းမဟုတ်ဘူးဝမ်းနေတာလည်းမဟုတ်ဘူးဝမ်းသာတာလည်းမဟုတ်ဘူးစัจ जा ဟာလည်းစိတ်ရဲ့ခံစားမှုတွေပဲအဲ့ဒီခံစားမှုတွေထဲမှာထင်ထင်ရှားရှားကတော့အခုပြောတဲ့ပျော်ရွှင်တယ်ဝမ်းသာတယ်ဆိုတာထင်ရှားတယ်စိတ်ညစ်တယ်ဝမ်းနေတယ်ဆိုတာထင်ရှားတယ်အဲ့ဒီထင်ရှားတဲ့ဝေဒနာတွေကို အာယုံဖြင့်ရှုမှတ်ပြီးတော့ကြည့်ဖို့အတွက်စိတ်လေးကိုဒီတတိကိုထူထောင်ပြီးတော့တတိဝင်လာတာနဲ့တပြိုင်နက်တတိကိုဘာလို့ထူထောင်ရတယ်လဲဆိုရင် တတိကဒီအာယုံလေးကိုယူပေးမှပညာကသိနိုင်တယ်ဆိုပါစို့ဘုန်းကြီးတို့တွေစာအုပ်လေးတော့ဖတ်ချင်လို့ရှိရင် လက်ကနေပြီးတော့ဖွင့်ပေးရတယ်မဟုတ်လားမှန်ပါဗျာလက်ကဖွင့်မပေးလို့ရှိရင် မျက်စိကကြည့်လို့မရဘူးမရပါဘူးဗျာအဲ့ဒါလိုပဲမှတ်ပါဝေဒနာကစာအုပ်ဖွင့်ပေးတဲ့လက်နဲ့တူတယ်ကြည့်တဲ့ညလုံးကပညာနဲ့တူတယ်ပေါ့မှန်ပါဗျာနှစ်ခုပူးပေါင်းအလုံးမှာ စာကြည့်လို့ရတယ်เนาะမှန်ပါဗျာအဲ့ဒါမျိုးလို့ပဲတတိလေးကအာယုံကိုယူပေးတယ်တတိယူပေးတဲ့အာယုံကိုတဘာဝအစစ်အမှန်ကိုအာယုံရဲ့တဘာဝအစစ်အမှန်ကိုသိတာကြတော့ပညာသိတာပညာကအာယုံကိုမယူနိုင်ဘူးတတိကအာယုံရဲ့တဘာဝကိုမသိနိုင်ဘူးသူ့အလုပ်သူ့လုပ်ကြတာပူပေါင်းပြီးတော့လုပ်တယ်ဆိုတဲ့သဘောလေးကိုလက်တွေ့အနေထားနဲ့ကြည့်ရမယ်နော် ဧကမိမဟာတိပ္ပဌာဏတုတ်မှာမြတ်စွာဘုရားဝေဒနာကိုဝေဒနာနုပတနာလို့ဆိုပြီးတော့တတိကပ်ပြီးတော့ဝေဒနာရဲ့သဘာဝတွေကိုသိမှတ်ဖို့အသိဉာဏ်ဖြစ်ဖို့ဆိုပြီးတော့တတိပ္ပဌာဏ၄ရက်ထဲမှာဝေဒနာကိုအာယုန်တစ်ခုအနေနဲ့ဟောထားဝေဒနာနုပတနာစိတ်ရဲ့ခံစားချက်ကလေးကို အနုပတနာအဖန်ပန်အထက်ထရှုမှတ်ရှုကြည့်နေတာ အဖမန်ထက်ထက်ရှုကြည့်နေလို့ရအောင်တတိလေးကယူပေးတယ်ကြည်တာကဉာဏ်ကကြည်တာဟုတ်ကဲ့ဒါကိုအနုပဒနာဆိုအနုအဖမန်ထက်ထက်တနည်းအားဖြင့်အနုတင့်လျော်တဲ့ရှုတောင်းကကြည်တာမတင့်လျော်တဲ့ရှုတောင်းရှိသေးလားရှိတယ်ဝေဒနာကိုငါလို့တွေးမယ်ဆိုရင်မတင့်လျော်တဲ့ရှုတောင်းပဲငါဝေဒနာငါဟာလို့တွေးရင်မတင့်လျော်တဲ့ရှုတောင်းပဲအဲ့တော့ဝေဒနာကိုဝေဒနာလို့ကြည်တယ် ဝေဒနာဟာမမြဲဘူးဝေဒနာဟာဆင်းရဲတယ်ဝေဒနာဟာကိုယ်ဆိုးကိုယ်ပိုင်တဲ့အရာမဟုတ်ဘူးလို့ဆိုရဲရှုထောင့်ကကြည်တာကြအမှန်ကြည်တယ်လို့ခေါ်တာပေါ့အဲ့ဒီဝေဒနာနုပတ္တနာဒါဟုအနုပတ္တနာဆိုတဲ့စကားလုံးကိုအဖမ်းမှန်ထထကြည်တယ်ဆိုတဲ့အဓိပ္ပာယ်အနုပတ္တနာဖမ်းမှန်ထထကြည်တယ်နောက်အနုပတ္တနာသိလျော်အောင်ကြည်တယ်မှန်ကန်တဲ့နိလန်းနဲ့ကြည်ရှုတယ်အဲ့ဒါလို့ကြည်ရှုလို့ဖြစ်အောင်တတိက ုဆောင်သွားရတယ်လို့ဒီလိုပြောတာအဲ့တော့ဝေဒနာနုပဒနာဒီဝေဒနာလေးပဲခန္ဓာ၅ပါးမှလည်းကြည့်လိုက်အောင်ခန္ဓာ၅ပါးကိုမြတ်စွာဘုရားဟောထားတာပထမခန္ဓာဆိုတဲ့စကားလုံးနဲ့ဟောတာတစ်ခုဥပါဒါနဆိုတဲ့စကားလုံးလေးထည့်ပြီးတော့ဥပါဒါနဲ့ခန္ဓာလို့ဟောတာတစ်ခုခန္ဓာလို့ဟောရကြတော့အလုံးကိုကာဘာဖြစ်အောင်ဟောလိုက်တာခန္ဓာဆိုတဲ့စကားလုံးကြတော့တဘာဝတရားတွေအလုံးပါဝင်နိုင်တယ်မြတ်ပါဝင်အောင် ရုပ်အလုံးဝေဒနာအလုံးတင်ညာအလုံးသင်္ခါရစေရနာစေရသိက်တွေအလုံးစေရနာကိုဥတည်ထားတဲ့စေရသိက်တွေအလုံးဝိညာဏဆိုတဲ့စိတ်အလုံးဒါတွေပါဝင်အောင်ခန္ဓာအစုအဲ့ဒါဟောပြီးတဲ့နောက်ဥပါဒါနခန္ဓာဆိုပြီးတော့နောက်တော့တခုဟောဥပါဒါနဆိုတဲ့စကလုံးလေးပါလာသည့်အတွက်ကြောင့်ခန္ဓာဆိုတဲ့စကလုံးနဲ့ဥပါဒါနနဲ့ခန္ဓာဆိုတာမတူပေဘူးပေါ့မတူဘူးဆိုတာဥပါဒါနဆိုတာ တဏှာအမြင်နဲ့ကြည့်တဲ့ခန္ဓာဒိဋ္ဌိအမြင်နဲ့ကြည့်နေတဲ့ခန္ဓာအဲ့ဒီခန္ဓာဟာတဏှာအမြင်နဲ့ဒိဋ္ဌိအမြင်နဲ့ကြည့်လို့အတွေ့အကြုံတွေရပြီးတော့ရှိနေတဲ့အဲ့ဒီခန္ဓာမျိုးတဏှာဒိဋ္ဌိကနေပြီးလွန်မှုကြီးစိုးနေတယ်လို့ဖြစ်တဲ့တဏှာအမြင်ဒိဋ္ဌိအမြင်တွေနဲ့မြင်နေတဲ့ခန္ဓာဟာဝိပဿနာရဲ့အာယုံဖြစ်တယ်ဒီလိုပြောတာเนาะဝိပဿနာရှုတဲ့အခါမှာအဲ့ဒီ တဏှာခနေပြီးတော့အတွေးတွေဒိဋ္ဌိရဲ့အမြင်မှားမှုတွေနဲ့အယူဆလွဲမှားနေတဲ့အတွေးမှားအယူမှားနေတဲ့တွေ့တာမှုတွေနဲ့သွားနေတဲ့ခန္ဓာကိုဝိပဿနာဉာဏ်နဲ့ရှုရမယ်။ဘာဖြစ်လို့ရှုလဲဆိုရင်ခုနကအတွေးမှားနေတာတွေကိုပြန်ပြီးပျောက်သွားအောင်လုပ်တာပဲ။ဒါကြောင့်ဘုဥပါဒณะခန္ဓာဆိုတာဝိပဿနာရှိဖို့အတွက်ဟောတယ်လို့တိတုစာပေတွေမှာဆိုတာ ဒါနဲ့အမှန်တန်သဘာဝကျတာကိုမမမြင်မှုတဲ့နေရာမှာဆွဲလန်းမှုဆိုတာရှိပါမလားမမြင်ရရာကိလေသာသူဟာသူငြိမ့်နေတယ်အဲ့တော့မမြင်ဘူးမကြားဘူးတဲ့အာယုန်တွေပေါ်မှာကိလေသာဆိုတာဖြစ်တာမဟုတ်ဘူးဖြစ်တာကဘာလို့ဆိုအတွေ့အကြုံရှိသွားတဲ့အာယုန်ပေါ့ကောင်းနေဟေးလို့တဏှာကနေဆွတ်မှတ်သွားပြီးတွေ့တာတွေ့ကပ်နေတယ်မားရင်းနဲ့အယူဆတရားကနေပြီးတော့လွဲမှားဆိုတာတိမ့်ပိုက်ထားပြီအဲ့ဒီအချိန်ကြလို့ရှိရင်တော့ဒါမြင်တိုင်း တဏှာဖြစ်မဲ့ဓာမြင်တိုင်းမှွင်တဲ့မိစ္ဆာဒိဋ္ဌိဖြစ်နေအဲ့ဒါလို့တဏှာတွေလာလိုက်ဒိဋ္ဌိတွေလာလိုက်ဒီဥပါဒံနေနဲ့ဖြစ်နေတဲ့အာယုံကိုမျိုးကမှအဲ့ဒီဥပါဒံအစွဲတွေကိုချုပ်ဖို့အတွက်ဒါကြောင့်မလို့အခုကမ္မထာရဲ့အာယုံမှန်လို့ရှိရင်ပေါ့ဆိုပါစို့ဒါထင်းထင်းရှားရှားပြောရမစင်ဝေဒနာလို့အခုပြောရတဲ့စိတ်ရဲ့အတွေ့အကြုံလေးခံစားမှုလေးဟာစိတ်တိုင်းမှာရှိတယ်ဆိုတော့ သောတာပတိမဆိတ်မှလည်းရှိတယ်တဂါရဂါမိမဆိတ်မှလည်းရှိတယ်ဟုတ်လားအလုံးသောတာစိတ်အလုံးမှရှိတယ်မဆိတ်ဖို့စိတ်အလုံးမှဒီ experience လို့ခေါ်တယ်အတွေ့အကြုံခံစားချက်ကလေးတွေရှိတယ်အဲ့ဒီခံစားချက်ကလေးတွေကတဏှာတို့ဒိဋ္ဌိတို့နဲ့ရှုမှတ်လို့ရတဲ့ခံစားချက်မဟုတ်ဘူးဘာလို့လဲဆိုတော့ကိုယ်မှအတွေ့အကြုံမှမရှိတာเนาะအတွေ့အကြုံမရှိတဲ့အတွက်ကြောင့် တဏှာအနေနဲ့လည်းတွေ့တာမှမဟုတ်ဘူးဒိဋ္ဌိအနေနဲ့လည်းမာရနဲ့အမြင်မရှိအမတန်မွန်မြတ်ပြီးတော့အမတန်မှထက်မြက်တဲ့ဉာဏ်မြင်နဲ့မှဒီစိတ်တွေဟာအမတန်လေးကျင့်ထားလို့သင်္ခါရအာယုတွေပေါ်မှာယုံမုန်းပြီးတော့မှအတိဉဏ်ဓူးနဲ့မှရလာတဲ့တရားတွေဖြစ်တော့တဏှာဆိုတဲ့အတွေးတွေမကတ်နိုင်ဒီနာပါနော်မှန်ပါဘူးတဏှာဆိုတဲ့အတွေးတွေမကတ်နိုင်နိဗ္ဗာန်ကိုအာရုံပြုတဲ့လောကုတ္တရာစိတ်တွေမှာတဏှာဆိုတဲ့အတွေ့အတာအနာမခံရဘူးဒိဋ္ဌိဆိုတဲ့မာယွန်းနဲ့အမြင်တွေမလာနိုင်ဘူး မလာနိုင်သည့်အတွက်ကြောင့်ဝေဒနာနုပသနာအနေနဲ့ရှုရမှမှတ်ရမှဟာ message ဖို့စိတ်မှရှင်တဲ့ဝေဒနာကိုရှုမှတ်ရမှမဟုတ်ဘူးဆိုတာမထင်ရှားပေဘူးဆွဲလန်းရှိတဲ့နေရာကိုသာလဲထိုအဆွဲဖြုတ်ဖို့ဝိပဿနာအလုပ်ကိုလုပ်ကြရတာတသောင်းတရာလုံးမှားလာတဲ့အမှားကြီးကိုဖြုတ်ဖို့ဆိုတာလွယ်လွယ်ကူကူနဲ့ကြွမှာတော့မဟုတ်ဘူးပေါ့ဒဇဒဇနဲ့အားနေတော့လို့ကအင်မတန်မှဆွဲနေတဲ့အရာကြီးတခုဒဇဝိဒဇဒဇဝိဒဇဖြုတ်နည်းနည်းချင်းနဲ့ ဒီလိုသွားတာဒီဘဝနဲ့ထိုင်နောက်ဘဝလွယ်လွယ်လေးနဲ့ဖြစ်မှာပါနဲ့တာဒီဘဝတောင်မနဲ့ခဲ့ဘူးဆိုရင်နောက်ဘဝနဲ့ဖို့မရှိဘူးเนาะအေးတချို့ကတို့ပါရမီမပါလို့ဆိုပြီးတော့ဒီကမ္မထာအလုပ်ကိုလှုပ်ချင်တဲ့စိတ်မရှိဘူးတို့နဲ့ညံမမီဘူးနောက်ပါရမီမပြည့်သေးဘူးနောက်ပါရမီပြည့်မှလှုပ်မယ်လို့ဆိုပါရမီကဘယ်တော့မှပြည့်လာမှာမဟုတ်ဘူးเนาะဒီဘဝလှုပ်လိုက်တာဟာလမ်းကြောင်းပေါ်ရောက်လာတာလို့ပဲပြောရအောင်ဒီဘဝနည်းနည်းလေး လှုပ်ထားလို့ရှိရင်နောက်ဘဝများများကြီးရအခြေခံကောင်းနေရကြည်လေအလုံးနဲ့သိနာပဲရှင်စုလဘံဝတ္ထုပဲကြည်ဖြူစင်တဲ့ပဝါလေးနဲ့ခန္ဓာကိုယ်ကယူထွက်လာတဲ့ချွေးကလေးကိုတုပ်လိုက်တဲ့အခါမှာဖြူစင်တဲ့ပဝါလေးမဲညစ်သွားတာကိုတခုသောဘဝမှာသူမြင်ခဲ့တယ်မြင်ပြီးတော့ခန္ဓာကိုယ်ရဲ့အပြစ်တခဏလေးတရင်ကလေးအိုးဒီခန္ဓာကိုယ်ကြီးအကြောင်းပြုပြီးအမှန်တန်ရှင်းဖြူစင်တဲ့လက်ကမွာလေးမဲသွားရတယ်လို့ ဒီတံဝေကစိတ်ကလေးနော်သင်္ခါရတွေပေါ့ခန္ဓာကိုယ်ပေါ်မှာယုံမုန်းတဲ့တံဝေကစိတ်ကလေးနည်းနည်းလေးဖြစ်ခဲ့တယ်အဲ့ဒီဖြစ်မှုလေးကရှင်စုလပန်လက်ထက်ရောက်ဘဝရောက်လာတဲ့အခါမြတ်စွာဘုရားကပဝါပြူလေးပေးပြီးတော့ဆောင်ရွက်ပေးတာအကြောင်းရှိတယ်အဲ့ဒီဇာလန်လေးကိုပြန်ဆက်ပေးတာနော်မှန်ပါဗျာအတိတ်ကိုဖော်ပေးတာအဲ့ဒီအတိတ်လေးကပြန်ပြောင်းမယ်ဆိုလို့ရှိရင်ဘလောက်မှမဖြစ်တော့ဘူးလို့ထင်ကောင်းထင်လိမ့်မယ်မဟုတ်ဘူးဥပနိဒေယအာကြီးတဲ့အကြောင်းဖြစ်သွားတယ်ရှင်စုလပန်ဆိုတာ သင်္ကန်းဝတ်လိုက်ကြတဲ့ကညံတုံးသွားလိုက်ပုံတော့ဂါထာလေးတစ်ပုဒ်တော်မှလေးလကျက်တာမရတော့အောင်ညံတုံးသွားအဲ့ဒါလောက်ညံနေလေးသွားတဲ့ပုဂ္ဂိုလ်တူဟာဘဝပိုင်းလေးကိုကြည့်ပြီးတော့ထူးခြားတဲ့အသိဉာဏ်တူတွေသူရသွားတာဘဝနဲ့ဆက်ပြီးတာအဲ့ဒါလေးဒီပင်လင်ပါရမီပဲသူ့အဖို့ဟုတ်ကဲ့လားဒီပါရမီလေးကိုတန်ဖိုးမရှိတော့ဘူးလို့မအောင်မေးလိမ့်နဲ့တန်ဖိုးရှိတယ်ဖခင်နဲ့တွေ့ရင်အဲ့ဒီပါရမီကိုဆက်ပေးလိုက်တာဒါကြောင့်မို့သူတရားရတာပါရမီဒီ ပဝါလေးနဲ့ပဲရတယ်။အေအရိဇာလန်းကလည်းပဲရှင်စုလဘဇာလန်းကြည့်မယ်ဆိုရင်ဓမ္မပဒအထက်ကထာတို့အထက်ကထာစုံစုံတို့ရှင်စုလဘရဲ့ထေရကထာတို့အပဒံတို့ဒါတွေအကုန်လုံးဆက်ဟတ်ကြည့်မှရှင်စုလဘရဲ့ကမ္မထံဟာပေါ်လွင်ထင်ရှားတယ်။မြတ်စွာဘုရားလက်ထက်တုန်းကပိစဝဂိရီ၅ပါးပြီးတဲ့အခါမှာယန္တာဖြစ်တဲ့ပုဂ္ဂိုလ်ဗာရဏတိကတထေသာယတ္တသိချမ်းသာတယ်နန်းပြတ်သ၃ဆောင်ဆောင်းတွေမုံ ဆောင်းရသည်နေဖို့တော်တဲ့ဟာနှွေရသည်နေဖို့တော်တဲ့ဟာမိုးရသည်နေဖို့တဲ့အဆောက်အဦတွေမှာအလှဲ့အပြောင်းနဲ့ကာမဂုဏ်တွေအပြည့်အဝခံစားနေတယ်ချိန်မွေးပြီးမလောင်လက်မွေးပြီးမလောင်တကယ်တထေသားအဲ့ဒီတကယ်တထေသားလေးဟာဘယ်လိုလုပ်ပြီးတော့များတလောက်ချမ်းသာပြီးစိန်ကြနေတဲ့ဘဝကတန်ဝေကရသွားတယ်လေဆိုလို့တကုသောဘဝမှာ तू ကအလောင်းကောင်တွေကိုမတကြိုနိုင်လို့တုတ်တံမှာလာပစ်ထားကြတာတွေခုခေတ်လို့ပေါ့နာရေးကူညီမှုဆိုတဲ့ကိစ္စတွေ လှုပ်ပြီးတော့အလောင်းဆောင်တွေကိုသူကဗိုလန်တီးယားလှုပ်ပြီးတော့တချို့ပေးတာနော်မှန်ပါဗျာအဲ့လိုတချို့ပေးရင်းကနေပြီးတော့မိတချို့လိုက်တဲ့အခါပုံပြက်ပန်းပြက်ဖြစ်သွားအဲ့မိတချို့တွေထဲမှာအဖိုးကြီးဖွားကြီးလည်းပါတယ်ငငယ်ရွယ်ရွယ်လေးတွေလည်းပါတယ်ပေါ့လူဆိုတာအရွယ်မျိုးစုံသေးနေတာပဲနော်အေးအဲ့လိုအရွယ်မျိုးစုံသေးတဲ့အထက်မှာငငယ်ရွယ်ရွယ်ချောချောလှလှလေးတွေသေးမိတချို့လိုက်တဲ့အခါကျတော့ရုပ်ပြက်စင်ပြက်ကြီးတွေဖြစ်သွားတာလေမိတချို့တဲ့အခါမှာခုလိုဆက်နေတချို့တာမဟုတ်သည့်အတွက်ကြောင့် ထင်းတဲ့သကြိုတော့အမျိုးစုံတွေ့နေရမှာပေါ့မတွေ့အဲ့ဒါသူ့အတွေ့အကြုံပဲအဲ့ဒီလိုတွေ့ကြုံလိုက်တဲ့အခါမှာဩအမတန်ချောလတ်တဲ့ရုပ်အစင်းလေးဟာခုနကပဲချောချောလတ်လာလေးအခုပျက်စီးသွားပါလားဆိုတဲ့အတုပဆိုတဲ့အတွေ့လေးတွေခန္ဓာကိုယ်ကြီးဟာဒုက္ခနာကိုယ်ကြီးလေဒီတိုင်းပဲအဲ့ဒီသဘောပဲဘာမှမထူးဘူးဒုက္ခနဲ့အဲ့ဒီယုံလောင်းနဲ့ဘာမှမထူးဘူးဆိုတဲ့ ဒီအတွေးလေးတွေတံဝေကစိတ်အတွေးလေးတွေဝင်ထားတာအဲ့ဒါလေးကပါရမီပဲသူ့ဖို့ပါနော်ဒါကြောင့်မို့လို့အင်မတန်မှချမ်းသာတဲ့စံအိမ်ဆောင်မှာနေတဲ့ယတတတိသာထိုးစံအိမ်ဆောင်ကိုတုတ်တန်ကြီးလို့ထင်ပြီးတော့ညတဲ့ကောင်မှထွက်သွားဒီလိုထွက်သွားနိုင်အောင်ဘသူကတွန်းအားပေးတုံးဆိုခုနကတုန်းကကုသိုလ်လုပ်ခဲ့တုန်းကစိတ်ဆန္ဒလေးရတွန်းအားပေးတာပျောက်သွားတာမဟုတ်ဘူးနော်သူကိုလုံးတဲ့အလောက်မှာမပျောက်ဘူးအဲ့ဒါကြောင့်မို့လို့တရားတော်ကိုထိုင်ရတယ်တရားနှလုံးသွင်းတာ ပေါ့ပေါ့ရော်ရော်လေးမလုံးနဲ့ပေါ့ကိုယ်စိတ်ထဲမှာနှလုံးသွင်းလို့ရတယ်ထိုင်နေဆိုရဘယ်နေရာမှာပဲထိုင်ထိုင်ပေါ့ထိုင်သည်ဖြစ်စေအိပ်သည်ဖြစ်စေလမ်းလျောက်သည်ဖြစ်စေတရားဓမ္မကိုမိမိရဲ့ယင်နဲ့နှလုံးထဲမှာရအောင်နှလုံးသွင်းအဲ့ဒီနှလုံးသွင်းလိုက်တဲ့ဟာကကိုကတဏှာကြီးနှလုံးသွင်းပြီးနားကျင်နားမယ်ပေါ့နားပြီမဲ့လို့အဲ့ဒီတဏှာကြီးနှလုံးသွင်းတာပဲဖြစ်စေတမိနစ်နှလုံးသွင်းတာပဲဖြစ်စေအဲ့ဒီနှလုံးသွင်းမှုအသိဉာဏ်လေးဟာအွန်လိုင်းဖြစ်သွားတယ် အကြောင်းကြီးရထပြန်ပေါ်လို့ရလာပြီဟုတ်ကဲ့လားအေးဒါကြောင့်မို့ပါရမီဆိုတာကိုလုတဲ့အတွေ့အကြုံလေးတွေပဲနော်မှန်ပါဗျာကောင်းတဲ့ခါလေးတွေလှုပ်ထားလို့ရှိရင်ဒါလေးတွေကနောက်ထပ်ထောက်ကူဖြစ်တယ်ထောက်ကူပြုတ်တယ်လို့ဒီလိုမှတ်